မင်္ဂလာပါရှင်ဘာမခဲ့တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါတယ်ရှင်ယခုချိန်မှစပြီးဇွန်လ16ရက်နေ့စိတ်ဝင်စားဝယ်ထိတ်တဲရောက်တရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင် ပထမဆုံးသတင်းအနေနဲ့မင်းအွန်လိုင်းမိသားစုရဲ့ကိုပိုင်းလေးရင်အတွက်လေးရင်ထိမ့်ပေးနေတဲ့24 hour company pension crony ဦးအောင်အောင်စောဆွေသတင်းပဲဖြစ်ပါရရှင်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းကသူ့ရဲ့မိသားစုစီးနေနေတဲ့လေးရင်ကိုငှားရဲအုံပြုနေရကနေအပြတ်ဝဲယူလိုက်ပါတယ်။ဒီနေ့ဖေဖော်ဝါရီလ17ရက်နေ့မှာမင်းအွန်လိုင်းကအမေရိကန်နိုင်ငံ Aviation Capital Group ထံမှငှားရင်ထားတဲ့ Airbus အမျိုးအစား A319 115 MSF 5193လေယာဉ် ASYALK American Dollar တန်း60နီးပါးနဲ့ဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။အဲဒီလေယာဉ်ဝယ်ယူမှုမှာအဓိကနာမည်ခံပေးတာလေယာဉ်ကိုနိုင်ငံတကာလေပိုင်နက်မှာရပ်ဘက်လေယာဉ်အဖြစ်ပြန်နှံ့ခွင့်ရှိအောင်လှုပ်ဆောင်ပေးတာလေယာဉ်ကိုထိမ့်သိမ့်ပေးနေသူတူရှိပါတယ်။မင်းအောင်လိုက်နဲ့မိသားစုသုံးဖြူဖို့ဝယ်ယူလိုက်တဲ့လေယာဉ်ကို MAI ကအပြည့်ပြည့်ဆိုင်ရမြမလေးချောင်းလိုင်းကနာမည်ခံပေးတာလည်းဖြစ်ပါတယ်။ MAI ရဲ့ပိုင်ရှင်ကတော့ ယောင်လိုင်းရဲ့မြောက်စားမှုနဲ့ကြီးပွားလာနေတဲ့စစ်တပ် Crony 24 hour company ပိုင်ရှင် ဖြစ်တဲ့အောင်စောဖြစ်ပါတယ်။မယောင်လိုင်းမိသားစုအတွက်လေရင်ဝယ်ယူပေးခြင်း။မယောင်လိုင်းက Airbus အမျိုးအစား A319115 MSN 5193လေရင် HYLK ကိုအပိုင်ဝယ်ဖို့ဆုံးဖြတ်လိုက်ချိန်မှာတကယ်တမ်းလက်တွေ့အကောင့်ထဲပေါ်ပေးရသူက Crony အောင်စောဖြစ်ပါတယ်။လေရင်ကိုအပိုင်ဝယ်ဖို့ညှိနှိုင်းပေးတာလေရင်အမခံရဖို့နဲ့လေရင်စီလုံးဝယ်နိုင်အောင် Crony အောင်စောနဲ့သူပိုင်ဆိုင်ထားတဲ့ MAI ကအဓိကလှုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။ ်တကယ်တဲ့အယောင်းဝယ်မတန်တဲ့စာချုပ်စာရမ်းမှာလက်မှတ်ထိုးတာကလည်း MAI ကနာမည်ခံလက်မှတ်ထိုးပေးတာဖြစ်ပါတယ်ဒါပြင်မင်းအောင်လိုက်မိသားစုအတွက်ကိုပိုင်းလည်းရင်ထွေထွေလွယ်ချက်တွေဖြစ်တဲ့ Pilot, Cabin Crew, Ground Crew, Engineering Maintenance နဲ့ Air Operator Certificate တွေအလုံးကိုလည်း MAI ကတာဝန်ရှုပေးစကောင်းစီရဲ့လေတက်နဲ့ပါပူးပေါင်းထားလိုက်ပါတယ်2021ခုနှစ်မတ်လပိုင်းမှာစပြီးမင်းအောင်လိုက်ကရုရှားသွားနိုင်အောင်လေရင်ခင်းစစ်အစားဆုံးကိုစီစဉ်ပေးခဲ့တာကလည်းအအောင်စုံနဲ့ MAI ကဖြစ်ပြီးအခု ုချိန်ထိလည်းကူညီပေးနေပါတယ်။အခုနောက်ဆုံးလေးတက်မှာဘုံကျဲတော်ရဲစိတ်ရရှိလေရင်ပိုင်လော်တွေကိုလေရင်မှုကြီးတနန်တွေပေးပြီး MAI မှာအရှက်ဘက်လေရင်မှုလာစားလဲစားစစ်တပ်ကလာစားလဲစားတဲ့နှစ်သီးစားလေရင်မှုတွေဖြင့်အောင်စောကလက်ခံခံထားပေးနေတာပါစစ်တပ်ကြောင့်ခရိုနီဖြစ်လာတဲ့အောင်စောကစစ်တပ်နဲ့မင်းအောင်လိုင်းအတွက်အထူးကတောက်တိုက်လူယုံစီပွားရေးသမားတအုပ်လေးဖြစ်ပါတယ်အောင်စောရဲ့ခရိုနီဖြစ်ခဲ့ရလဲ့ အကျန်းဖက်မင်းအောင်လန်အနာသိမ့်ထားတဲ့လေးနှစ်ကျော်ကာလတွင်မှမြမစည်းဝါးရေးလုံပိုင်ခွင့်တွေဟာစစ်တပ်နဲ့ကြီးပြုအစဉ်ပြေနေသူတွေလက်ထဲကိုအလုံးရှင်းနဲ့ရောက်ရှိနေပါတယ်။ထိတ်တန်းချမ်းသာဆုံးပုံကမင်းအောင်လန်နဲ့အောင်ပြေဆုံးတို့တာဖဖြစ်ပြီးအရင်နောက်မှာတော့ခရိုနီလက်သက်တွေတဖြည်းဖြည်းပေါ်လာနေပါတယ်။ဒီထဲမှာ24 hour company ပိုင်ရှင်ဖြစ်တဲ့အောင်စော်လည်းအပါအဝင်ဖြစ်ပါတယ်။2003ခုနှစ်မှာ24 hour company ကိုစတင်ထူထောင်ခဲ့ပါတယ်။ အရင်အချိန်ကအာနာရှင်တန်းရွှေစတက်ကြီးဆိုနေတဲ့ကာလဖြစ်ပြီးစတက်နဲ့နေဆက်သူတွေအကူကြီးနေပဲအိမ်ချမ်းမြေလုပ်ငန်း တတမိုင်းတူဖို့ရဲ့အတွက်သူတွေတသားနဲ့စက်တန်းလုပ်ပေးခြင်းဝန်ဆောင်မှုတွေနဲ့လုပ်ငန်းစတင်ခဲ့တာပါစတင်လုပ်ကိုင်းခြင်းကလေးကတယံစာတတူဖို့ရဲ့လုပ်ငန်းတွေမှာလောက်ပိုင်ခွင့်နဲ့အတိတ်ကအခြေချက်လုပ်ကိုင်းခဲ့တာမျိုးစက်တဲ့ရဲ့ပံ့ပိုးမှုတွေလုပ်ခွင့်ပေးမှုတွေကြောင့်ဒီလုပ်ငန်းတွေရရှိခဲ့တာဖြစ်ပါတယ်သူ့ကုမ္ပဏီရဲ့မှတ်တမ်းတွေနဲ့ထင်သာမြင်သာဖြစ်မှုတွေကိုကြည့်ရင်အချိန်တိုကာလတစ်ခုအတွင်းမှာလုပ်ငန်းတွေဟာတရှိန်ထိုးကြီးပွားနေတာမြင်ရပါတယ်2005ခုနှစ်ကြောင်မီသွေရွှေနဲ့ခဲမဖြူအပြိုင်နဲ့တူဖို့ရဲ့လုပ်ငန်းတွေအများပြားလုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ် တယ်။2023ခုနှစ်မှာတော့စီယုံစိုက်ပျိုးအေက9000နဲ့တနင်္လာနေ့တိုင်းမှာစီယုံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းကိုစတင်ခဲ့ပါတယ်။2026ခုနှစ်မှာကြောင်မီသေး3လျှက်စစ်တပ်အာမကဝက်660ထုတ်လုပ်မယ်လျှက်စစ်ထုတ်လုပ်ရေး project ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။2018ခုနှစ်မှာတော့ MBI နဲ့ KBZ လုပ်ငန်းနဲ့ဝင်ရောက်ရှင်းနေမြုံနှံခဲ့ပါတယ်။ စစ်တွေမှာကင်းစပါနယ်ဒီကမ်းခြေအင်အားစီမံကိန်းလမ်းစီမံကိန်းပြည်လက်မြေစီမံဆိုင်ရုံစီမံကိန်းဟဲဟုအပြည်ပြည်ဆိုင်ရာလေးစိတ်စီမံကိန်းတွေကိုဆက်လက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံအနာတဲယုပ်ပြီးချိန်မှာတော့24 hour လေးရင်စီ 73C ဒီဇယ်ဖြန့်ဖြူးရောင်းချရေးကုမ္ပဏီကိုထူထောင်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ရုရှားခီးစင်တွေမှာအမြဲလှလှလိုက်ပါသွားလေးရှိပါတယ်။သူလုံးကင်နေတဲ့လုပ်ငန်းတွေကိုတခုချင်းစီကဏ္ဍလိုက်ခွဲကြည့်ရအောင်ပါ။လောင်စာစီနဲ့ဆိုင်ရင်ကဏ္ဍ မင်းလည်းအာနာသိယူပြီးချိန်မှာတော့အအောင်စောက24 hour လေးရင်စီ73စီဒီဇယ်စီဖြန့်ပြောင်းချရေးကုမ္ပဏီကိုထူထောင်ခဲ့ပြီးမင်းအောင်လည်းရဲ့ရုရှားခေးဆွေးနွေးမှာအမြဲလိုလိုလိုက်ပါသွားလို့ရှိတယ်လို့ပြောခဲ့ပြီးပါပြီ။အခုနောက်ဆုံးရုရှားနဲ့မြန်မာလောက်ကိုင်းနေတဲ့ဆိုရင်ကဏ္ဍတွေမှာပါအအောင်စောကပောင်းငွေရရှိထားပါတယ်။ဒါပြင်ရေအားလျှက်စစ်စီမံကိန်းတွေနဲ့အခြားနည်းပညာနဲ့လျှက်စစ်ထုတ်လုပ်မဲ့စီမံကိန်းတွေကိုအဲ့ဒီရုရှားခေးဆင်တွင်မှာဆွေးနွေးခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကိုယ်တိုင်တက်မိန်ကုန်ပြောခဲ့တဲ့ င်ငံတကာရုရှားစွန့်ရင်ဖိုရမ် IAW 2021ကိုတက်ရောက်ဖို့မြန်မာနိုင်ငံအောင်စော်ကိုလွတ်ခဲ့ပါတယ်။ရုရှား73စီတင်းတွင်ဖြန့်မြူရောင်းချရေးလျှစ်စစ်တအားထုတ်လုပ်ရေးလုပ်ငန်းတွေမှာအောင်စော်ဟာဆက်လက်ပါဝင်လျက်ရှိနေပါတယ်။လက်ရှိမှာလည်းတနင်္သာရီတိုင်းမှာကြောင်မီသွေးသုံးမကောက်ဝက်660လျှစ်စစ်တအားထုတ်ယုံကိုလည်းဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။ တတ်ထုတ်ဒူဖော်ရီလုပ်ငန်း2005ခုနှစ်မှာအောင်စိုးရဲ့ကုမ္ပဏီဟာရွှေချောင်းမီတွေခဲမဖြူအပြိုင်နဲ့ဒူဖော်ရီတွေကိုသခိုင်းတနင်္သာရီတိုင်းတွေမှာစတင်လုပ်ကိုင်းခဲ့ပါတယ်။အခုမှာတော့တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်အတွင်းမှာတနေ့ကိုတန်တသောင်းထုတ်လုပ်နိုင်တဲ့ဘီလက်မြေစက်ရုံစီမံကိန်းကိုဆက်လက်လုပ်ကိုင်းနေပါတယ်။ချောင်းမီသွေးတွေဒူဖော်ဖို့တင်သွင်းဖို့လည်းအမြဲလူလူကြိုးစားနေပြီးချောင်းမီသွေး၃လစ်စက်ထုတ်စက်ရုံတွေမြောက်များစွာဆက်လက်ထူထောင်ဖို့လည်းစီမံကိန်းတွေကိုသူလုပ်ကိုင်းနေပါတယ်။ ဆောက်လို့ရေကန်နာလန်ဒရာဖောက်လို့ရေအကုန်သူလောက်ကိုင်းမာတယ်ဆောက်လို့ရေကန်နာမှာတော့ရှမ်းပြည်နယ်ဟဲအိုလေးစိတ်ကိုအပြည့်ပြည့်ဆိုင်ရာလေးစိတ်ဖြစ်အစ်မြင့်တင်နေတာရှိပါတယ်နောက်တစ်ခါစစ်တွေမှာကန်းချီအင်ယာစီမံကိန်းလမ်းစီမံကိန်းတွေကိုလည်းလောက်ကိုင်းနေပါတယ်မြို့ပြစီမံကိန်းဖွံ့ဖြိုးရေးနဲ့ဟိုတယ်တိဆောက်ရေးတွေကိုလည်းကြဲကြဲပြင်းပြင်းလောက်ကိုင်းနေပါတယ်စိုက်ပျိုးရေး စီယုံနဲ့ကျွန်းမင်စိုက်ပျိုးရေးစီမံကိန်းတွေကိုအကြီးအကျယ်လုပ်ကိုင်းနေပြီးတနင်္လာရီတိုင်းမှာမြေဧက9000နဲ့စီယုံထုတ်လုပ်ရေးစက်ရုံမှတည်ဆောင်နေပါတယ်။ပဲခူးတိုင်းဖြူမြို့နယ်မှာလည်းဧက9000ကျွန်းမင်စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်းနေပါတယ်။ စီးပွားရေးအင်ပါယာချဲ့တွင်နေအောင်အောင်စောဟာစစ်တပ်နဲ့စစ်အာဏာရှင်ကိုအဓိကပံ့ပိုးနေတဲ့ဒေါက်တိုင်ခရိုနီစီးပွားရေးသမားဖြစ်ပါတယ်စစ်တပ်ကြောင့်ချမ်းသာလာသူဖြစ်တာမို့စစ်တပ်ကိုပဲအာဏာရစေခြင်းနဲ့ခက်ပြက်ခရိုနီတူဆိုရင်လည်းမမနိုင်ပါဘူးအောင်အောင်စောဟာမင်းအောင်လိုင်းလက်ထက်မှာထိတ်တန်းခရိုနီစီးပွားရေးသမားတူဆိုတာကမငြင်းနိုင်ပါဘူး ဆလဘီရှန်ကုန်မော်လမြိုင်ရထားလဲလုံချုံရေးရှုနေတဲ့စက်ကောင်းစီတက်မိုင်းဆွဲတိုက်ခိုက်ခံရဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်တထုံမြို့နယ်ကရင်လေးစိတ်ကျေးရွာရှန်ကုန်မော်လမြိုင်ရထားလဲလုံချုံရေးရှုနေတဲ့စက်ကောင်းစီတက်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အကြောင်းထိခိုက်ဒေဆုံးမှုရှိတယ်လို့တထုံခရိုင်ပြည်သူ့ကော်မတီအဖွဲ့ထံကသိရပါဗျ။ဇွန်လ16ရက်နေ့မနက်6နာရီခွဲခန့်မှာအင်းအား6ဦးနဲ့လမ်းကင်းလုံချုံရေးရှုနေတဲ့စက်ကောင်းစီတက်ကိုတထုံခရိုင်ပြည်သူ့ကော်မတီအဖွဲ့ကရှေ့ထွက်မိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက် ုင်မှုတွင်စစ်ကောင်စီတပ်သားတို့လွင်ထွက်သွားပြီးချန်နေစစ်ကောင်စီတပ်ဖွဲ့ဝင်စုလည်းထိခိုက်ဒဏ်ရာရရှိတယ်လို့တထုံခိုင်ဘက်ကပတောင်းရှိသူတို့ကတန်လွင်တိုင်းမှုပြောပါတယ်ဒီတိုက်ခိုက်မှုဟာစစ်ကောင်စီဘက်ကရှထားလမ်းပိုင်းလုံးကျုံရေးရှူလာတာတွေရှိနေတယ်လို့သတင်းပေးပို့ချက်တွေအရအပိုင်းဆောင်မိမှတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်မိုင်းဆွေမှုတွင်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တပ်ဖွဲ့ဝင်တွေကိုစစ်ကောင်စီဘက်ကလာရောက်ကောက်ယူသွားပြီးတထုံခိုင်ပြည်သူစေယုံနဲ့ပို့ဆောင်ထားတယ်လို့စုံစမ်းသိရှိရပါတယ်မွန်ပြည်နယ်တထုံမြို့နယ်နဲ့ပြီးလ လင်းမြို့နယ်ရှိရထားလမ်းပိုင်းတွေကိုမကြခနဆိုသလိုမိုင်းခွဲခံနေရတာကြောင့်စစ်ကောင်စီတပ်ကဆွလန်ဆန်းမိုင်းကစပြီးလမ်းကင်းလွန်ကျူရင်ဆောင်ရွက်နေတာဖြစ်ပါတယ်ဆလဘီဘန်ကောက်တို့မြောင်းလိုင်းလာရောက်စဉ်ဆန္ဒပြရန်ကြိုးစားတဲ့ကိုဖြိုးပိုင်နဲ့ကိုနေနိုင်စိုးကိုထိုင်းအနာပိုင်များကအမှုခွနမှုဖြင့်တရားစွဲထားစွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှန်ဂရီလာဟိုတယ်သို့မင်းအောင်လိုင်းလာရောက်စဉ်ဆန္ဒပြရန်ကြိုးစားသည့်ကိုဖြိုးပိုင်နှင့်ကိုနနိုင်ဆိုးကိုထိုင်းအနာပိုင်များကအမှုခွင့်မှုဖြင့်တရားစွဲထားပြီး IDC တွင်နှစ်လကျော်ကြာဖမ်းဆီးထားကြောင်းကိုဖြိုးပိုင်ကရန်ကုန်ခေတ်သည်တရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ3ရက်နေ့တွင်ဘန်ကောက်မြို့၌ဘင်စတက်အစည်းအဝေးတက်ရောက်ရန်ရှန်ဂရီလာဟိုတယ်သို့ရောက်ရှိနေသည့်အကြံပတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကိုဆန္ဒပြရန်ကြိုးစားသည့်ကိုဖြိုးပိုင်နှင့်ကိုနနိုင်ဆိုးကိုထိုင်းအနာပိုင်များဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ထို့သောဖမ်းဆီးပြီး ောက်ရဲစခန်းသို့ခေါ်ဆောင်သွားကစစ်ဆေးမှုများပြုလုပ်ပြီးနှစ်နိုင်ငံချစ်ကြည်ရေးပြတ်ပြားစေမှုထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကိုထိပါစေမှုထိုင်းနိုင်ငံလူမှုအတိုင်းအဝိုင်းကိုအနေဖြစ်စေနိုင်မှုထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုအနေပြုဖြစ်စေအောင်ပြုလုပ်မှုထိုင်းနိုင်ငံလူမှုအတိုင်းအဝိုင်းကိုမငြိမ်မသက်ဖြစ်စေမှုအပါအဝင်အမှုခုနှစ်မှုဖြင့်တရားစွဲဆိုထားကြောင်းသိရှိရသည်ထို့ပြင်ကိုပြိုးပိုင်နှင့်ကိုနနိုင်ဆိုးတို့သည်ထိုင်းနိုင်ငံအတွက်အနေရှိစေသည်ဟုဆိုကတရားဝင်နေထိုင်ခွင့်ကိုပါရက်စဲလိုက်ကြောင်းထို့သောတရားစွဲဆိုမှုများပြုလုပ်ပြီးနောက်ဖန်ခေါ ောက်မြို့ရှိ Immigration Detention Center သို့ပို့ဆောင်ကလက်ရှိချိန်တွင်ဖမ်းဆီးထိန်းသိမ်းထားပြီးရှင်းနေငါးခွင့်နှင့်မိသားစုဝင်များနှင့်မှတွေ့ဆုံခွင့်မှမပေးကြောင်းသိရှိရသည်။ ကျွန်တော်တို့ကိုအရင်နေ့ကရဲစခန်းကိုခေါ်သွားပြီးတော့မင်းတို့မှဘာပြစ်မှမရှိဘူးမင်းတို့ကိုငါတို့နေဆက်ကိုပို့ပေးမယ်ပေါ့နော်မြမပြေကိုခဏပြန်လိုက်ကျွန်တော်တို့ကဒီမှာနေတာထောက်ထားမယ်တွေမဟုတ်ဘူးကျွန်တော်တို့ကအထောက်ထားတွေအကုန်အပြည့်စုံရှိပြီးသားလူတွေမင်းတို့အထောက်ထားတွေနဲ့ဘန်ကောက်ကိုပြန်တက်လာလို့ရတယ်ပေါ့ကျွန်တော်တို့ကလက်မှတ်ထိုးပေးတာအမှန်တော့ထိုင်းရနာပိုင်တွေကကျွန်တော်တို့ကိုလိန်လဲပြီးတော့လက်မှတ်ထိုးခိုင်းတာကျွန်တော်တို့ဖုန်းတွေကိုယူဆောင်သွားတယ်ကျွန်တော်တို့ကိုရှေ့နေခေါ်ပိုင်ခွင့်လည်းမပေးဘူးမိသားစုနဲ့ဆက်သွယ်ခွင့်လည်းမပေးဘူး UN ကတော့ကျွန်တော် ို့ကိုအကာအကွယ်တစ်ခုပဲပေးထားတယ်။မြန်မာပြည်ပြန်မပို့ရေးဆိုတဲ့အကာအကွယ်တစ်ခုပဲပေးထားတယ်ဟုကိုဖြိုးပိုင်ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။လက်ရှိ ထိန်းသိမ်းခံထားရခြင်းတွင်လူ့ခွေရေးချိုးပေါင်းမှုများကန်နေရပြီးအနာဂတ်မှာလည်းရှိရမှုမရှိသောမြန်မာစစ်တပ်လက်ထက်သို့ရောက်ရှိမည်ကိုစိုးရိမ်နေရကြောင်းသိရှိရသည်။ ထိုင်းနိုင်ငံလူ့ခွင့်ရေးပွဲကကျွန်တော်တို့ကိုလာတွေ့တယ်။ကျွန်တော်တို့ကိုမြန်မာပြည်ပြန်မပို့ရှေပေါ့။ကျွန်တော်တို့မှုကတရားမျှတမှုမရှိဘဲထိုင်းအနာပိုင်တွေကလူ့ခွင့်ရေးချိုးပေါက်တာကျွန်တော်တို့မလွတ်မြောက်သေးဘူးဆိုတာနိုင်ငံတကာကသိအောင်ဝိုင်းပြီးတော့ဝန်ရံကြပါကျွန်တော်တို့ကအထင်သိမ်းခံပွားပဲရှိသေးတယ်။ကျွန်တော်တို့ကတော့ဆက်လက်တိုက်ပွဲဝင်သွားမှာပဲဟုကိုဖြိုးပိုင်ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်။